အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒွေဥမိသားစုဝင်အပေါင်းတို့ရေဒွေဥ Family YouTube Channel လေးကနေ အားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ဗျာဆရာညီမင်းညိုရဲ့အဖြစ်ရဲ့တခြင်းဆိုတဲ့ကြပြလေးကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။အဖြစ်ရဲ့တခြင်း ဟုတ်ရှေရှေတုန်းကလိုနဲ့စားတဲ့ပုံမြင်တပုတ်မဟုတ်ခဲ့ဘူးဖေအစ်စ်အမှန်ရှိတရားကဘာနဲ့မှစားထိုးလို့မရတဲ့ဘယ်ယာနဲ့မှခြေဖြက်ပြစ်လို့မရတဲ့ကျွန်တော်ရဲ့တကိုယ်ရည်လွမ်းခြင်းငငယ်တုန်းကပေါ့အဖေမှတ်မိပါအောင်မလားကျွန်တော်ကမတောက်ပါပဲလောင်ကျွမ်းနေတဲ့တစ်ချက်ချစ်တစ်ချက်တော့မိတော်မိလျံဝါရောင်တက်တဲ့ အဲ့ဒါလို့တစ်ဖြက်ဖြက်ထထပွင့်နေတတ်တဲ့မိဘမိစတွေရဲ့ကူးဆက်လောင်ကျွမ်းမှုမှာနှစ်ချက်ထိုးပြီးတစ်ချက်ထိုးခံခဲ့ရတာမလွဲတာမရှောင်တာအဖေကိုပြန်ပြောပြရတဲ့အခါအဖေသားကတစ်ချက်အตาရခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ရဲ့ခစ်ကိုကတခုခုကိုအမြဲအစွန်းရောက်နေတဲ့ပင်ပုံစံကအစားကရုံးစတော့ဒါမှမဟုတ်ဂုတ်ထား ပုံမကြပန်းမကြအဖေဘက်ကအမြင်အဖေနဲ့ကျွန်တော်တို့ကြားနားလည်မှုစီးအမြဲချရတယ်ကျွန်တော်တို့ခင်မှာဇောင်းဝင်းတို့ဟာကျွန်တော်တို့ရဲ့သူရဲကခေရီစီးမှာလွတ်လွတ်လပ်လပ်မျောပါကျင်တာလူငယ်တွေရဲ့ရိုးသားတဲ့ဇယိုက်တစ်ခုပါဖေဂျင်းမောင်းမီနဲ့ယိုကောင်ခပတ်မှာဘာအပြစ်ရှိပါတယ်လဲကျွန်တော်တို့ခင်မှာကျွန်တော်တို့ဟာ လှုပ်ချင်တာလှုပ်ခဲ့တယ်လို့လှုပ်တဲ့နာလဲလှုပ်ခဲ့တယ်မဟုတ်လားဖေညာကြီးတကောင်လမ်းဘေးအုတ်ခုံမှာဂစ်တာတစ်လက်နဲ့တခန္တနာကျွန်တော်တို့တီကျူးခဲ့ကြတာသူ့အိမ်တင်ရဲ့အမေအိမ်တစ်ချင်းလွမ်းဆွေးရတဲ့သူရဲကောင်းကလွမ်းဆွေးရတဲ့သူရဲကောင်းတဲ့ပုံပြီးစစ်စရာကောင်းရဲ့မဟုတ်လားဖေခုတော့အဖေမရှိတော့တယ်လို့ သူ့အိမ်တင်လက်မရှိတော့ဘူးအမေနဲ့မိအိမ်တချင်းကတော့ကိုးကွယ်ရဖြစ်ရင်းနှင်းပြားတိုင်းမှာနေရယူစေကျွန်တော်တို့အသက်တွေလည်းမငယ်ကြတော့ဘူးဖေခုနေခဖေရှိသေးရင်ကျွန်တော်ကဖေကိုကတော့လို့အဖေက ကျွန်တော်သားကိုခြီလို့ပိုးလို့ဆိုင်ဆိုင်ခန်းလိုက်ရဲ့ဟိဟော့တချင်းကိုတာညီအဲ့ဒါလို့မြေးနဲ့ဖိုးချားက ကာလကွာချမှုခီးကိုမျက်ဝါးထင်ထင်ကျွန်တော်တွေ့ကျင်လိုက်တာအဖေရေဘာပဲဖြစ်ဖြစ်ပေါ့အဖေခစ်တွေကမရက်တန့်တယ်လို့မြစ်တွေကစီးမြဲစီးနေအောင်မမို့ဟင်းလင်းမြင်းနေကတနေရာရာမှာကားတယောက်ရဲ့နာဂတ်ကိုကြိုတိနေတဲ့ဖခင်တယောက်ရဲ့ပြုံးနေတမလွန်မှာအဖေပြုံးနေလိုက်ပါတော့ 巴西亚，你没有。